ကျွန်မကတော့တင်ဆက်သူမဆန္နာပါဖြင်းရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်မားနွေခင်ကအိမ်ရှိမှတိုင်ပြီးငိုင်တွေနေမိတယ် Channel ကိုရွာတွေကမအေးစမ်းဝင်လာတာကိုတော့မားနွေခင်သတိမထားမိ ဟမ်နွဲခင်နင်းယောက်ျားကိုဆွေမောင်ဘဲသွားတယ်လေ။အော်မိုင်းဆန်တက်ငယ်ချင်းကိုတက်ငယ်သွားရည်တည်းဒီနေ့ညနေပြန်လာမယ်ပြောသွားလို့မျှော်နေတာရှင်။ဟဲ့နင်းသားရောမမြင်ပါလား။เจ้าကဆင်းလာတာနဲ့လွယ်အိတ်ပြစ်ချပြီးကစားဖို့ရွာထဲပြေးသွားပြီလေ။နင်းယောက်ျားကတိတ်အလုတ်ကျိုးစားတာ။ငါယောက်ျားအောင်ထွေးနေတော့ကွာပါ။ငါယောက်ျားကတနေကုန်အယံမှုပြီးလူတိုင်းကိုရန်လုတ်နေတာ။တည်သွားတာမှကောင်းမယ်။ မုတ်ဆိုးမဘဝနဲ့လှုပ်ရှားရတာမှစိတ်ချမ်းသာအောင်မေးဟေးမအီးဆန်းကလည်းမပြောကောင်းမဆိုကောင်းဒီနေ့တက်ခဲ့စေးကကောင်းပါရောက်ပါရဲ့ညီတို့ကတော့ပင်ပန်းရချိုနဲ့မှတီးကြတယ်ငယ်ရွယ်တော့စီးပွားရှာထားရတာဒီနေ့မှငါသားလေးကို ရှင်ပြုတ်မယ်လို့စိတ်ကူးထားတယ်ကောင်းပါရဲ့ဟေးငါသားလေးကတော့ငယ်သေးတယ်သူ့အဖေမိုင်လုံးကြီးနေပုံနဲ့တော့ငါသားကို ရှင်ပြုတ်ဖို့ငါဘက်ငွေစုမှရမှာအချိန်တန်တော့ဖြစ်လာမှာပေါ့ဟေး သွားမယ်ရောင်းမရေငါယောက်ျားအရသမားကငါ့ကိုအိမ်မှာမတွေ့ရင်ဘေးလူတွေကိုရန်လုံနေအောင်ပါညီလေဒုက္ခပါပဲနော်ကိုဘဝကံအကြောင်းတရားပဲပေါ့ဤမအေးဆန်းကဂျန်နေကထွက်သွားတယ်မန်းွယ်ခင်က ရွာလေဘက်ကိုလှမ်းကြည့်နေတယ်မူချုပ်ခန်ဒီအချိန်မှာကိုဆွေမောင်က နွားလဲပေါ်မှာတက်ကဲများကိုတင်ဆောင်ပြီးပြန်လာတယ်အမေရေအဖေပြန်လာပြီပြုတ်ဒါဖြစ်သူ အောင်လင်းကအော်ပြီးပြောလိုက်တယ် မနွေခင်ကအိမ်အောက်ကိုဇင်းလာတယ်။ဒီနေ့တက်ခဲ့ပေါ်တွေကတူလာကြည်လားတော့။တွေးသည်မြမြင်သည်မြတွေအားလုံးရိတ်ယူလာတာ။ကိုဆွေမောင်ကလဲပေါ်ကဆင်းရင်ပြောတယ်။ထိုးနောက်နွားများကိုလဲကဖြုတ်ပြီးတင်းကုတ်ထဲကိုဆွဲသွားတယ်။နေကတအားပူတော့နေအောင်အခြေအနေကြည့်ပြီးတော့ရိတ်ရတာဟာ။ကိုဆွေမောင်ကအိမ်မော်ကိုတက်လာတယ်။ခဏနားပါဦး။ရေချိုးပြီးမှဓမင်းစားကြတာပေါ့။တားလေးကြီး ထမင်းစာနေပြီလားအဖေနဲ့ကြမှာအတူစားမယ်လေငါသားလေးနဲ့ခွဲရတာကြာပြီ လွမ်းလိုက်တာကွာအမေကြီးကိုရောမလွမ်းဘူးလားဟာကွာဒီကောင်ကိုစိမောင်ကသူ့သားရဲ့ပါပြင်ကိုနမ်းပြီးရေချိုးရန်အိမ်အောက်ကိုဆင်းသွားတယ်တနေ့ကောင်ပင်ပန်းထားသမျှရေချိုးလိုက်တော့မှလန်းဆန်းသွားတယ်မားနွေခင်ကထမင်းပွဲပြင်ပြီးထိုင်းဆောင်နေတယ်ထို့နောက်မိသားစု၃ယောက်ထမင်းစားကြတယ်ကိုစိမောင် ဒီတစ်ခါရှင်မြို့ကိုသွားရင်ဘက်ထရီမီးကြောင်းတစ်စုံဝယ်လာခဲ့ပါလားညာဘက်တက်ခဲ့ပြီးရင်အိမ်ပေါ်မှာပဲပြစ်ချင်လို့ကိုစိန်မောင်ကမားနွယ်ခင်ရဲ့မျက်နာကိုကြည့်ပြီးတစ်စုံတရာကိုတတိယသွားတယ်လို့ဖြစ်သွားရည်အေးလေဝယ်ခဲ့မှာပေါ့ကိုစိန်မောင်က ထမင်းတပကံသာစပြီးလက်စည်းလိုက်တယ်ဟမ်ကိုစိန်ထမင်းစမကောင်းဘူးလားဟုတ်တယ်မောပန်းလာလို့ထင်ပါတယ်ကွာ ထမင်းစမဝင်ဘူး ကိုဆွေမောင်ကအိရှိချမ်းပြင်ဘက်ကိုထသွားတယ်။ထို့နောက်ရင်းနှီးချမ်းတောက်နေတယ်။မိမိရဲ့စကားကြောင့်ယောက်ျားဖြစ်သူစိတ်မကောင်းဖြစ်သွားမှ မားနွယ်ခင်တတိပြုမိတယ်။မားနွယ်ခင်ကစားလက်စထမင်းကိုလက်စတက်လိုက်တယ်။ဥခွက်ပကံများကိုစီးကြောပြီးတာနဲ့ကိုဆွေမောင်ရဲ့ဘီးနားမှာထိုင်နေလိုက်တယ်။ကိုဆွေမောင်က စေးပေါ်လိပ်ဖွားရင်ငြိမ်သက်နေတယ်။တက်ကေပေါ်ကလဲပနစီတိုက်လို့ရမှာလေ။ မန်းနွယ်ခင်ကကိုဆွေမောင်ရဲ့လက်မောင်းကိုကင်ရင်မီးလိုက်တယ်။သုံးလေးခေါက်လောက်တော့တိုက်ရမေးထင်နေကွာ။တက်ခဲ့ပြစ်ပြီးရင်တော့ငွေပေါ်အောင်ရောင်းရမယ်။ငါသားလေးကိုတကြံအတွင်းမှာရှင်ပြုတ်ပေးခြင်းနဲ့မန်းနွယ်။ကောင်းတာပဲ။ကျမသားလေးကိုသင်ကန်းဝင်းနဲ့မြင်ချင်နေတာကြပြီတော့။မြင်ရတော့မှာပါဟာ။ပင်ပန်းလာလို့ငါအိပ်ရဝင်တော့မယ်။ကိုဆွေမောင်ကအိပ်ရလေးကိုဝင်သွားတယ်။မန်းနွယ်ခင်ကမှန်အိမ်မီးရောင်နဲ့ထိုင်ရင်တွေးမိတယ်။ နွန်ခဲ့တဲ့၆နှစ်ကျော်ညတညကပေါ1992ခုနှစ်ဖေဖော်ဝါရီလည၈နာရီအချိန်ကန်30မြို့အရှိဘက်နှမိုင်ခန့်အကွာရွာမှာမန်းရွယ်ခင်ကယောက်ျားဖြစ်သူကိုဆွေမောင်မရွာထဲမှာပြီးလို့ယုံမပြီးလို့ဇကားသွားကြည့်နေတော့သားဖြစ်သူမောင်အောင်မင်းဆွေကိုအိယာထဲမှာချော့သိမ့်နေတယ်။သားလေးကလိမ်မပါရဲကွယ်အိတ်နော်မိကြီးဖီကြီးကဘယ်သွားတာလဲ ရှိပါရဲ့ကွယ်။သားလေးကအိတ်တာမဟုတ်ဘူး။ဘာရီရှောက်မိနေမှမသိပါဘူး။မနဲ့ကြရင် မုံတွေအများကြီးဝဲကျွေးမယ်နော်။အေးအေးသား။သားငယ်ကမိခင်ရဲ့မျက်နာကိုငေးကြည့်နေတဲ့မားနွယ်ခင်ကသားလေးရဲ့တင်မကို ပုတ်သိမ့်နေတဲ့သားငယ်ကနိုးဆိုရင် မျက်တောင်လေးဆင်းလာတဲ့ကနားမြကြတော့သားငယ်ကအိပ်ပျော်သွားတဲ့မားနွယ်ခင်ကသားငယ်ရဲ့ဘေးမှာညင်သာစွာထွက်လာခဲ့တဲ့ မနွယ်ခင်က နေအိမ်တစ်စက်မိတ်မှာရေနံစီမီကွက်အလင်းရောင်နဲ့တက်ကဲများပြည့်နေသည့်ဒေါ်သူတောင်သားများအနေနဲ့မိုးကုံလမ်းပေါက်တာနဲ့တက်ကဲတော်မှာတက်ကဲပေါ်ရိပ်ပြီးနေအိမ်နွားတင်းကုတ်စသည်တို့ကိုမိုးရံကိုယ်တိုင်တက်ကဲပြေးကြရီပူရှန်နဲ့တက်ကဲကိုရောင်းရရီမိုးဥကြတာနဲ့တက်ကဲစည်းကတက်လာစမြိတ်တက်ကဲပူရင်တော့ကြိုက်စည်းနဲ့ရောင်းနိုင်နေတယ် ကိုဆွေမောင်တို့ကဘိုးစဉ်ပေါင်းဆက်တလျှောက်လုံးတက်ကြဲချင်းများကိုပိုင်ဆိုင်ကြတာမို့ကိုရိုင်းတက်ကြဲရှိတဲ့ကိုရိုင်းတက်ကြဲပြည့်တဲ့ကိုရိုင်းတက်ကြဲပြည့်တော့ငွေပိုးငွေရှန်ရှားတဲ့အိမ်မိုးတော့မိုးတဲ့ထန်စီအောင်တော့မှုစရာမလိုတော့မန်းရွေခင်ကတချင်းကိုတီတူညီရင်တက်ကြဲပြည့်တဲ့သူယောက်ျားကိုဆွေမောင်ဘီရိုယုံကပြန်လာတဲ့အချိန်ဆိုရင်တက်ကြဲ50ပြည့်ပြီးနေပြီကိုဆွေမောင်ကဘီရိုကြည့်ရတာကို အလွန်ဝါသနာပါတယ် ဒီနေ့ကောင်ပင်ပင်ပန်းပန်းအလုံးလုံးရသူမှုညာဘက်အပန်းဖြေတဲ့သဘောနဲ့ဘီရိုကြည့်တာကိုမားနွယ်ခင်က အပြင်းမပြောမားနွယ်ခင်ကအိမ်မော်ကိုတက်လာတဲ့ခြေတန်ကြောင့်လှမ်းကြည့်လိုက်တယ်။ဟမ်ခင်မောင်တမင်းစားပြီပြီလားကိုဆွေက မရှိဘူးဟာဗီဒီယိုတော့ကြည့်တယ်။မားနွယ်ခင်က ရေပုံးထဲကနှီးကိုစေယူရင်းပြောလိုက်တယ်။ဟဲ့မားနွယ်အိမ်မော်ကိုခဏလာအောင်ခင်မောင်ကတီးတိုးခေါ်တယ်။ဘာလဲဟဲ့ ဒီမှာငါတက်ခဲ့ပြစ်နေတာနင်မမြင်မှုလားခဏလာစမ်းပါဆိုဟာဘာကိစ္စရှိလို့လဲဒီမှာလာပြောမန်းွေခင်ကစိတ်မရှိတယ်လို့ပြောတယ်ဒူစင်အိရရဲမှာသားငယ်ရဲ့နိုးတန်ကိုမန်းွေခင်ကြားလိုက်မိတယ်ဟွန်းကလေးနိုးပြီ နေတော့တော့မကောင်းတာပဲမန်းွေခင်ကတက်ခဲ့တန်းကိုကြားပြီးအိရရဲကိုလာခဲ့တယ်ဒူနောက်သားငယ်ကိုနိုးတိုက်နေလိုက်တယ် ထိုအချိန်မှာအခန်းထဲကိုဝင်လာတဲ့ခြေတံကို မားနွယ်ခင်သတိပြုမိတဲ့ခင်မောင်ကနိုးတိုက်နေတဲ့မားနွယ်ခင်ရဲ့ကိုလုံးကိုဆွဲပြီးလှမ်းလိုက်တဲ့ဟဲ့ဘာလဲမားနွယ်ခင်ကခင်မောင်ကိုလှမ်းရိုက်ရင်းမိတဲ့တိတ်တိတ်နေစမ်းဟဲ့ခင်မောင်ကမားနွယ်ခင်ကို အလိုမတူပဲတာမရအဖြစ်အဓမ္မပြုကျင့်ရန်ကြံစီကြိုးစားခဲ့တဲ့မားနွယ်ခင်ကကလေးနိုးတိုက်နေစေမှုအားထက်ပြီးရုန်းကန်လို့မရဘူး ခင်မောင်ဖဲ့နော်ငါအော်လိုက်ရမလားအော်ရင်အော်လိုက်လေနေမဲအရှက်ကွဲမှာမားနယ်ခင်ကအိပ်ပျော့သွားတဲ့သားရဲ့ဘေးကခွာပြီးအနိုင်ကျင့်နေသူခင်မောင်လက်မှာလွမြောက်ရင်ရုံးကန်မိတယ်။အေးငါယောက်ျားပြန်လာပြီဖဲ့လူရောက်မှာမားနယ်ခင်ရဲ့ယောက်ျားကိုမောင်ဆွေနဲ့အိမ်ကြီးချင်းအောင်သိန်းကျော်ဝင်းတို့ရဲ့စကားပြောတဲ့အကြောင်းခင်မောင်ကအိမ်မော်ကနေခုံစင်းပြေးသွားခဲ့တယ်။ကိုဆွေမောင်ကအိမ်မော်ကိုပြေးတံလာတယ်။မားနယ် ငါတို့အိမ်မော်ကဆင်းပြေသွားတာဘာလို့လဲကွာခင်မောင်လေးခလေးနိုးတိုက်နေတော့ကျမကိုအစော်ခတော့ရတယ်မန်းွေခင်ကကိုဆွေမောင်ကိုဖတ်ပြီးငိုတယ်ဘလို့အစော်ခတော့တာလဲပြောစမ်းမန်းွေခင်ကကိုဆွေမောင်ရဲ့နားကို တိုးကပ်ပြီးပြောလိုက်တယ်ဟောမိုက်ရိုင်းလိုက်တာကွာကိုဆွေမောင်ကတရန်ကြားကတရှိကိုဆွဲထုတ်လိုက်တယ်ဟေးကိုဆွေဒေါသကိုရှေ့မထားနဲ့လေဘလို့ဖြစ်တာလဲ ဟိုကောင်ခင်မောင်ပေါ့ကွာငါမိမကိုစော်ကားသွားတယ်ဘေးအိမ်မှာလူတွေရှိနေရတဲ့နဲ့နင်ဘာလို့မအော်တာလဲကိုဆွေမောင်ကမန်းရွယ်ရဲ့ပခုံးကိုလှုပ်ရင်းနဲ့ပြောလိုက်တယ်ကျမကျမရှက်လို့မန်းရွယ်ရတူရတဲ့သားချင်းတွေဆိုပြီးညီကိုမောင်နှမလို့နေလာခဲ့တဲ့သူတွေဒီကောင်ဒီလောက်တောင်မိုက်ရိုင်းလိုက်မယ်မထင်ခဲ့ဘူးကွာဟုတ်တယ်ကွာစိတ်ထဲမှာခံမြင်းစရာကောင်းလိုက်တာမန်းရွယ်နင်းကိုဟိုကောင်ခင်မောင်စော်ကားသွားတာ သိကြတယ်နော်ကျမကမဟုတ်ဖဲနဲ့ပြောပါမလားရှင်ဒါဆိုငါတို့ကြေးရွာလူကြီးဦးမင်းစင်အိမ်ကိုသွားကြမယ်တားလေးကိုပါခေါ်ခဲ့ကိုဆွေမောင်ကမနှွယ်ခင်အောင်သိန်းကျော်ဝင်းတို့နဲ့အတူကြေးရွာလူကြီးဦးမင်းစင်ကိုအကျိုးချောင်းပြောပြရီကြေးရွာလူကြီးဦးမင်းစင်ကကိုဆွေမောင်တို့ကို သူ့အိမ်မှာထားခဲ့ပြီးကြေးရွာမှာလူငယ်များကိုခေါ်ပြီးခင်မောင်ရဲ့အိမ်ကိုသွားရီခင်မောင်က ထွက်ပြေးတင်းရှောင်သွားပြီး ထို့ကြောင့်ဦးမင်းစင်ကအင်ကိုပြန်လာခဲ့သည်ဒီကိစ္စကတီးခတ်နေလို့မရဘူးမောင်ဆွေမောင်မနွယ်အောင်သိန်းကျော်ဝင်းတို့ရဲစခန်းကိုသွားကြမေကွာကိုဆွေမောင်နဲ့မနွယ်ခင်တို့ကသားလေးကိုချီပြီးကြေးရွာလူကြီးများနဲ့တူ30ရဲစခန်းကိုလာခဲ့ကြတယ်ညဆက်တက်နာရီကျော်ပြီး30ဇီလန်တျှောက်မှသွာလာနေကြသူများကိုတွေ့ရသည်ဇေလန်ရှိနေအိမ်များမှာလူများကနေအိမ်ရှိမှာ စကားဝိုင်းဖွဲ့ပြောနေကြတယ် မားနွယ်ခင်ကဝမ်းနေစိတ်နဲ့ငူရှိုက်နေတယ်။ရဲစခန်းကိုရောက်လာတယ်။ကျွန်တော်တို့မိဆွေတွေပါဝင်ခွင့်ပြုပါ။ကြီးရွာလူကြီးဦးမင်းစင်ကရဲစခန်းရှိကအော်ပြောတယ်။ဝင်ခဲ့ပါဘာလို့လဲ။ရဲစခန်းရုံးခန်းရဲ့အပေါ်တက်ရဲကင်းစီမှာလှမ်းပြောတယ်။ကြီးရွာလူကြီးဦးမင်းစင်ကရဲစခန်းရုံးခန်းထဲကိုဥဆောင်ဝင်သွားတယ်။ညာကြီးအချိန်မတော်ကြမှာဘယ်ရေးကိစ္စကြုံတွေ့လာလို့လဲ။ ဒူနေရဲ့တာဝန်မှုမှာဒူရဲအုပ်တန်းတီဖြစ်ပါရည်ကျွန်တော်ရွာကမန်းရွယ်ခင်ကိုဒူရဲတဲ့ခင်မောင်က အလုံးမတူပဲသားမရဖြစ်ပြုကျင့်သွားလို့ပါစရာဟာမရိုင်းလာကြည်လားအဲ့ဒီကောင်ရွာမှာရှိသေးသလားမရှိတော့ဘူးဗျထွက်ပြေးသွားပြီစရာဒီကညီမကဘာမှမရှက်နဲ့မကြောက်နဲ့နော်ခင်မောင်ကသားမရဖြစ်ပြုကျင့်နေဆိုတာအမှန်ပဲလားဟုတ်ဟုတ်ကဲ့ခင်မောင်ကကျမကိုစော်ကားနေတော့ ကျမယောက်ျားနဲ့ကိုအောင်သိန်းကိုကျော်ဝင်းတို့ဘီရိုပြီးလို့ပြန်လာတဲ့အချိန်မှာအိမ်မော်ကခုံချထွက်ပြေးသွားတာပါခင်မောင်ကညီမကိုဇော်ကားနေတော့ညီမကပဝင်းချင်းကိုဘာလို့အကူညီမတောင်းတာလဲကျမကျမရှက်လို့မအော်မိပါဘူးဟာညီမကရိုးသားလို့နေဒီကိစ္စမျိုးဆိုတာပဝင်းချင်းကိုအော်ဟစ်အကူညီတောင်းတဲ့နေအရှက်ကြီးလို့အခုလိုဖြစ်ရတာတခဏအရှက်ကြောင့်ဘဝနဲ့လဲလိုက်ကြတာကိုသင်ငန်းဆောင်ယူတဲ့နေ အိပ်ရာထဲမှာကလေးကိုနိုးတိုက်ပြီးတိတ်နေတာဆိုတော့ဒူရဲအုပ်တန်းထီကမားနွယ်ခင်ပြောပြသမျှကို ရိပ်မှန်နေတဲ့တို့နောက်ရဲရရှိတဲ့ဦးရဲ့ဇနီးနဲ့တူမားနွယ်ခင်ကိုရဲစေးစာနဲ့တာယာဝတီစေးယုံကိုလွှတ်လိုက်တဲ့မားနွယ်ခင်စေးယုံကပြန်လာတော့ဒူရဲအုပ်တန်းထီကပထမသတင်းပေးတိုင်ကြားချက်ကိုဖတ်ပြပြီးလက်မှတ်ရေးထိုးခိုင်းနေပြမှုကျူးလွန်သူခင်မောင်ကို ပြမှုဆိုင်ရာဥပဒေပုံမှ386နဲ့အမှုဖွင့်ခဲ့တဲ့ ဒူရဲအုပ်တန်းထေကရဲတပ်ဖွဲ့ဝင်၄ဦးကိုခေါ်ပြီးအမှုလာဖွင့်သူများနဲ့တူရွာကိုလိုက်သွားရီအခင်းပြည့်နေရာကိုစစ်ဆေးခြင်းမြေပုံချမ်းရေးဆွဲခြင်းတပ်တိများကိုစစ်ဆေးခြင်းများပြုလုပ်သည့်နောက်တနေ့မှပြမှုကျူးလွန်သူခင်မောင်ကိုကြေးရွာများမှစုံစမ်းတော်လဲတရင်အစနာမရခဲ့ပြီအစော်ကားလဲခံရသေးတယ်အရှက်လဲကွဲသေးတယ်နှွေးခင်ရဲ့ကိုဆွေမောင်ကလည်းညင်းညူညူပြောရီ မနွယ်ခင်ကသားလေးကိုဖတ်ပြီးငိုနေရှာရီကျမကဒီကောင်ဒီလောက်ထိမရိုင်းလိုက်မယ်လို့မှမထင်ခဲ့တော့ဘာလဲအရှင်ကကျမကိုအပြစ်တင်ချင်တာလားအပြစ်တင်တာတော့မဟုတ်ပါဘူးကွာစိတ်ထဲမှာခံပြင်းနေမိလို့ပါအခုကိစ္စကဟိုးလေးတကြောဆိုတော့ရှက်เสียကောင်းလို့ပြောတာဟာကျမကအိမ်ထဲကအိမ်ပြင်ကိုတော့မထွက်ရဲဘူးတရားရုံးမှာအစစ်စေးခံရအောင်မှာမျက်လုံးပေါင်းများစွာရဲ့အောက်မှာ ကျမခေါင်းဖော်ဝင်ရင်မှမဟုတ်ဘူးအဲ့ဒီညကောင်ငါဗီဒီယိုတော့ကြည့်မိလို့ဖြစ်ရတာရှင်ကို ကျမအပြစ်မတင်ပါဘူးဒီကောင်ကရုံးပါဖို့အကွက်ချောင်းနေတဲ့သူမဟုတ်လားရှင်အလစ်ကိုချောင်းပြီးတော့တချိန်ချိန်မှာစော်ကားမှာပဲငါကတော့အဲ့ဒီကောင်ကိုတတ်ပြစ်ချင်နေကွာကျမတို့သားမီးပို့ပြီးတော့ဒုက္ခရောက်အောင်တော့မလုပ်ပါနဲ့ရှင်သူဘလောက်ကြောင်ပြေးနိုင်မှာမလို့လေရဲကဖမ်းမိတဲ့တနေ့ဥပဒေကပေးတဲ့အပြစ်ကို ခံရမှာပဲ။ ဟဲ့မနွေသူထောင်ကြမှာကနောက်လောလောဆယ်အရက်ကွဲနေရတာကငါတို့လင်မယားဟာကိုဆွေမောင်ကသပင်များကြာကို လက်ချောင်းများထိုးသွင်းပြီးကုတ်ချက်နေသည်1998ခုနှစ်6လပိုင်း18ရက်နေ့ 30ရေစကန်းမှာနေထိန်ကောင်းဆောင်ကြော်ကြော်လင်းယခုတောင်ညိုရေစကန်းနတလင်းမြို့နယ်နေထိန်တို့အဖွဲ့က30မြို့အရှိဘက်ရှိကျေးရွာများကို မှုကင်းကြဆင်ရေးတရခံပြေးများကိုသတင်းစုံစမ်းဖမ်းဆီးရေးအတွက်လက်ကင်းတာဝန်ဆောင်ရွက်ရန် ရေစကန်းကနေထွက်လာခဲ့ကြရီစကန်းမှုလှတဲ့နေထိန်ကောင်းဆောင်ဒူရဲအုပ်ကြော်ကြော်လင်းတို့အဖွဲ့ကကျေးရွာမှာရွာလူကြီးအိမ်ကိုဝင်ပြီးခဏနာကြရီ ဦးတန်းထွန်းတို့ရွာမှာပေါ့ဗျာတခြားနေရာဒေသကနေပြင်းမှုကျူးလွန်ပြီးထွက်ပြေးတန်းချောင်နေတဲ့တရခံပြေးတွေများရှိသလားစကမ်းမှုလှတန်းကဒီတို့မီတွေလွန်ခဲ့တဲ့6နှစ်လောက်ကသူ့ရွာမှာမရိတ်မှုကျူးလွန်ပြီးတော့အဲ့ဒီကောင်ရဲ့နာမည်ကခင်မောင်မဟုတ်လားဟာဟုတ်တယ်ဆရာရွာထဲကဦးတိုင်မောင်အိမ်မှာစရင်ကလုံနေတယ်ဒီအောင်က မိုက်ကန်းကန်းနေဗျအခုဒီကောင်သူ့ရဲ့စရင်တိုင်အိမ်မှာရှိမှာပေါ့ ရှိတယ်ဆရာကျေးဇူးပဲဗျာဦးတန်းထွန်းကရွာသားတယောက်ကိုအဲ့ဒီကောင်အခြေအနေသွားကြည့်ခိုင်းဖို့အကူအညီပေးပါလားကျေးကလူကြီးဦးတန်းထွန်းကသူ့ရဲ့တူတော်သူကို တီးတိုးမှာကြပြီးဦးတိုင်မောင်ရဲ့အိမ်ဘက်ကိုလွှတ်လိုက်တယ်ခဏကြာတော့ဦးတန်းထွန်းရဲ့တူပြန်ရောက်လာတယ်ခင်မောင်ရှိတယ်ဆရာဦးတိုင်မောင်ရဲ့အိမ်အောက်မှာဘာလုပ်နေတယ်လဲမသိဘူး စကမ်းမူးလာတဲ့နဲ့နေထိန်ခေါင်းဆောင်ဒူရဲအုပ်ကြော်ကြော်လင်းတို့အဖွဲ့ကနေထိန်ရဲတပ်ဖွဲ့ဝင်များကိုအသေးစိတ်မှာကြပြီးဥတိုင်မောင်ရဲ့ခြံဝင်းကိုဝိုင်းထားလိုက်တယ်။ဥတိုင်မောင်ကြီးရလူကြီးဥတန်းထွန်းကလှမ်းခေါ်ရင်းအင်ရှင်ကခံမှန်းပြီးလှမ်းခေါ်တာကကြီးရလူကြီးဥတန်းထွန်းရဲ့အတန်ကိုမှတ်မိနေပုံရှာရီကိုတန်းထွန်းလာဗျာဥတိုင်မောင်ကအိမ်ထဲကထွက်ပြီးခေါ်ရင်းဟာ ဆရာကိုကျော်လင်းလေးပါလာတကူဟုတ်တယ်ဗျာဦးတိုင်မောင်အင်ကစည်ရင်ကခင်မောင်နဲ့တွေ့ကြလို့ပါဩဟုတ်ကဲ့ဟာခင်မောင်ကနောက်ဖေးပေါက်ကနေခုံစင်းပြေးသွားတယ်အခြေအနေကိုခံမှန်းဆောင်ကြည့်ပြီးကျွတ်တင်နေရယူထားတဲ့နေထိတ်ရဲတပ်ဖွဲ့ဝင်များက လုံထွေးပြီးဖမ်းဆီးလိုက်ရတယ်ကျွန်တော်မှဘာပြည့်ရှိလို့လဲဗျာခင်မောင်ကရုန်းကန်ရင်းပြောတယ်မင်းကမားနွယ်ခင်ကိုအလိုမတူပဲသားမရဖြစ်ပြုကျင့်ခဲ့မှုနဲ့ ဖမ်းတာလေးကွာမင်းပြေးလို့လွတ်သေးလားအော်ကျွန်တော်ကဒီကောင်ကိုလူကောင်းအောင်မေ့ပြီးတော့အလုပ်ပေးထားတာလက်ဆတ်တော့ဒီကောင်ကတရားခံပြေးကိုဦးတန်းထွန်းကခင်မောင်ကိုရုံမုံနဲ့မျက်လုံးများနေကြည့်တယ်။နေထင်းကောင်းဆောင်ဒူရဲအုပ်ကြော်ကြော်လေးနဲ့အဖွဲကခင်မောင်ကို30ရဲစခန်းကိုခေါ်လာခဲ့တယ်။ရာဇဝေဘေးဆိုတာဘယ်တော့မှပြေးလို့မလွတ်ဘူးခင်မောင်။မင်းကျူးလွန်ခဲ့တဲ့ပြစ်မှုက6နှစ်ကျော်ကြာပြီမဲဟောက်မသွားဘူး။ ။တနေရာမှာတင်းရှောင်နေရင်ငါတော့လွတ်ပြီလို့မထင်နဲ့။ရဲစခန်းတိုင်းမှာတရားခံပြစ်စည်းရင်တွေကရှိနေတာပဲ။ခင်မောင်ကခေါင်းကိုအောက်ကိုငုံထားရီ။ကျွန်တော်မှားပါလိမ့်စရာ။မင်းကနောင်ထရပြီမေ။နောက်ကျသွားပြီခင်မောင်။ထိုအမှုကိုစခန်းမှုကိုယ်တိုင်စစ်ဆေးပြီးအမှုကိုခိုင်မာစွာတိဆောက်ခါတာယာဝတီမျိုးနယ်တရားရုံးကိုဆွဲဆိုတင်ပို့ခဲ့သည်။อืมဇနီးမယားနဲ့အရွယ်ရောက်နေတဲ့ တာသမီများရှိတဲ့လင်ယောက်ျားဖခင်များဟာမိမသားတွေကိုညဘက်မှာနေအိမ်မှာထားခဲ့ပြီးမိမိကဘီတိုတို့ပွဲလန်းတပင်တို့ကိုတွားရောက်မကြည့်ရှုသင့်ဘူးဆိုတာအခုလိုဖြစ်ရက်ကသင်ခန်းစာပေးတာပဲစကမ်းမှုရဲအိုတင့်ရွှေကယခုပြည်မျိုး အမတ်တရဲစကမ်းကဆုံးမစကားပြောလိုက်တယ်။သူတပားရဲ့သားမယားကိုအာဓမစော်ကားခဲ့တဲ့ခင်မောင်မှဥပဒေရဲ့အဆုံးဖြတ်ကိုခံစားတော်ရည် ူတပားရဲ့သားမယားကိုပြင်မာမိခဲ့တော့နောင်တမလွန်ဘဝမှာလေဝီကျွေးခံရမှမလွဲပါဘီစာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါရီဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နားစင်အားပေးခဲ့ကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီရှင်